2025ခုနှစ်မတ်လ19ရက်ဗုဒ္ဓနေ့မနက်စောစောနှုတ်ကိုရညီဖျားသခင်နဲ့တောက်လာတဲ့ကျွန်တော်တို့တပြက်ခန်းစားပြီးတိတက်ကလာတော့လာချင်လဲမဲ့ခွင့်ရအတွက်ပြင်ဆင်ပေးတဲ့ဖျားရှင်နာမပုံကြည်ပါစီတော့ကလချီကိုရှေးဥစွာရွေးနှောင်းအောင်ဆိုနှစ်စာနေဒီဂရီပါဝင်တက်ရှင်ခဲ့တာ98ရက်တည်တည်ရှိခဲ့ဖြစ်ပါတယ်ကုန်ကရနီးရတဲ့ကာလချင်းဘလို့သုံးပြုတ်ကလေးပြန်ပြောင်းဆက်ဆက်ဆက်သားဆင်ခြင်လုံးသွင်းရအောင်မနက်ဖြန်နေဆွဲပြီးတော့နှစ်ကုန်ဒီကြန့်ရှိသေးတော့288ရက်ကြာပါသေးတယ်ကြန့်ရှိသေးတဲ့နေ့ရက်တွေကိုလည်း ကာလာရှင်ကောင်းဆိုးရွေးထုတ်ပြီးသွားလာခြင်းလေပို့လုံကရှေးကစွာတိုက်တော်နှိုးဆော်ပြစီဒီကနေ့ my blessed morning အစီအစဉ်ကိုအဓိကခြေပြုမဲ့ကျမ်းစာတော့ကပောက်ချမ်းခန်းကြီး56အပိုက်ငယ်30ဖြစ်ပါတယ်ဤသီလကလည်းယခုငါသေးပါစေတော့တင်းမျက်နှာကိုငါမြင်ရပြီတင်းသည် အသက်ရှင်သေးဟုယောသအားဆိုလိဖာကြောင့်တော့အသက်ရှင်စားတော့ဖြစ်တိုင်းကြောက်တိုင်းမှာဖျားသခင်သည် အသက်တဖန်ပြန်လဲကောင်းချီးပေးပါစေတော့အာမင်ယာကုပ်ကြီးဟာသူ့သားယောသတ်ကိုတည်ပြီးလို့ပဲအောက်မေ့ထားတာတော့ယောသတ်ပတ်သက်တဲ့ဖော်ပြချက်တွေမှာအကယ်စစ်စစ်ဟဲ့လားငါသားကိုသားရဲ့အပိုင်ပိုင်ကက်ဖြတ်ပြီးတကားယောသတ်မရှိရှိမောင်မရှိပင်ဂျမင်လည်းယူသွားခြင်းတည်းတကားယောသတ်မရှိဆိုတော့ယောသတ်တည်ပြီးရှိမောင်ကိုလည်းထောင်ထဲမှာထည့်ထားပါတယ်တစကံနဲ့ထားခဲ့ဒါလည်းသူ့သားကြီးတွေပြောတာမယုံဘူးအဲ့လိုယောသတ်တည်လူနည်းသူတတ်မှတ်ထားတာ မကောကျန်ခန်းကြီး46ကျွန်တော်ခုနပတ်ကျန်းစာမှာတော့ရောတောက်မြင်တဲ့ခါကသူစိတ်တောင်းဝမ်းသာရတဲ့ကြောင့်ယခုကသေရင်တော့ဝမ်းသာပြီးတော့သေရင်တော့ကောင်းမယ်လို့ပြောတယ်ယခုကသေပါစေသောလို့ပြောတယ်။ဘာဖြစ်လို့လဲ။မင်းကိုငါမြင်ရမယ်။မင်းရဲ့မျက်နှာကငါမြင်ရတယ်။အဲ့လိုမြင်ရမယ်လို့ငါမထင်မှတ်ခဲ့ဘူး။သင်ဒီအသက်ရှင်သေးတယ်ဆိုရောတက်ကိုဖော်ပြတာတွေ့ရမှာဖြစ်ပါတယ်။ခါလေးကျွန်တော်ရဲ့ဘဝတရမှာရောရောတက်ဖခင်ယာကုပ်လိုပဲ။ ကိုမမြောင်မထရရည်ကိုမသွေးထင်တဲ့ရည်ဖြစ်တဲ့ခါမှာအော်အော်တကြီးနဲ့ဖျားကင်ချီမောင်းဖို့ကောင်းနေရဖြစ်ပါတယ်ဒါကြောင့်အီဘရော့စာခန်းကြီးသုံးအပိုက်ကနေဆက်နေစစ်တယ်မှာဗာပြောလေငါတို့ရဲ့ပြုပြင်သောတကောတော်တိုင်းငါတို့တောင်းပန်ချက်စီးတမရတဲ့အလုံးထူးခြားစွာပြုခြင်းကတတ်နိုင်တော်မူသောဖျားကင်သည်ယေရှုခရစ်အဖင်အသင်းတော်၌ကဘာဆက်ဆက်ဘုံကြီးစီသည်အာမင်လို့ဖော်ပြပါတယ်ကျွန်တော်တောင်းပန်ချက်စီးတမရတဲ့ဒီမှာတော့ ရာကုတ်ကြီးတွေးထင်ထားတာထက်လို့တော့ကျွန်တော်ထက်ထက်စီချင်တာ။သူတွေးထင်ထားတာထက်တော့ကောင်းတဲ့အရာကိုသူတာပြင်ဆင်ပေးတာ။ကျွန်တော်ပြောခဲ့တဲ့အတိုင်းရတော့သေပြီလို့သေလို့သတ်မှတ်တာ။ခုကမသေးသေးတော့မကအသက်ရှင်တော့မကအဲဂုတုပြပါဒုတိယဘရင်လေ။ရောတရရအရရနှစ်ပါးနော်။နန်းတော်မှာနန်းတော်အုပ်တိုင်းပြီပါပြီအုပ်မင်းအရရအရရနှစ်ပါးနဲ့တွာလာရတာ။အဖာကောင်းမတဲ့ကာလမှာရောတောက်ပဲ ဟုတ်လားအဲ့ဂရုပီသားနဲ့မျောကြည့်ပြီးတော့အစာလာတောင်းအောင်သူအတိုင်းလေးပြည်ပြလေရောသားပဲမျောကြည့်နေရလားဘာဖြစ်လို့လဲရောတော့ဘာဖျားခင်ကောင်းကြီးရှိတာ哦ယတိအမှုရာနေပဲကျွန်တော်ဘဝတက်တက်စဉ်းစားဖို့ကောင်းနေရပါလဲဆိုရင်ကျွန်တော်ကြံစည်တာတဲ့ဘုရားခင်ဒီသားရေးပေးတယ်သူရှင်နာမဘုန်းကြီးပါစီကျွန်တော်ဆူတောင်းနေတာတဲ့ကျွန်တော်တောင်းမှန်နေတာတဲ့ဘုရားခင်ပါရေးပေးတယ်ကျွန်တော်ထင်မှတ်ဆွဲလန်းတာတွေတဲ့ပြောင်းပြန်ဖြစ်အောင်ဆိုတော့ဆိုရင်ပြောတဲ့အတိုင်းရောတော့တည်လူလို့သတ်မှတ်တာလေခုမတည်တဲ့ပြင် အသက်ရှင်သေးတယ်အဆိုးရတဲ့ပုံကိုနေဘုရားခင်သူ့ကိုချီးမြှောက်ထားတယ်ဘလောက်ကောင်းမြတ်လွမ်းကြီးရဲ့ဘုရားခင်လည်းတော့ဒီနေ့ကျွန်တော်တောင်းပန်ချက်စပြတဲ့အလွန်ထူးခြားသောဖြူချင်းကတတ်နိုင်တဲ့ဘုရားလို့ပြောတဲ့အချိန်ဒီနေ့ကျွန်တော်ဘာတွေတောင်းဆိုထားလဲဘာတွေကြံစီထားလဲအသင်းတော်မှာတော့ကျွန်တော်အများအပြောတတ်ပါတယ် to ask speak ကြီးကြီးမားမားတောင်းပါ to think big ကြီးကြီးမားမားစဉ်းစားကြပါ to do big ဒါတော့ကျွန်တော်ထပ်ထည့်တာပါဘို့လေ ကြီးကြီးမားမားလှုပ်ဆောင်ကြပါလို့ကျောင်းမြေလည်းပြောပါတယ်။ဘာကြောင့်လဲ?ကျောင်းနိုင်ပြုပြင်သောတကောတော်တိုင်းကျွန်တော်တောင်းပန်ချက်စမြတဲ့အလွန်ထူးခြားစွာပြုခြင်းကတတ်နိုင်တဲ့ဖရားလို့ကျမ်းစာဖော်ပြတာ။တဖရားကင်တဆွမ်းနိုင်မှုပေါ်မှာကျော်ရက်တီတော့သွားလာခြင်းလက်သူတွေဖြစ်အောင်လို့ကျွန်တော်နှုတ်ကတော်မှာရက်တီပြီးတော့ဝင်ကားလိုပါတယ်။ကျောင်းရဲ့နှုတ်ကတော်နဲ့ဝင်ကားကြပြည့်ရောက်တော့မှဖရားခင်သည်အတိတ်တပတ်ပြန်လဲကောင်းကြီးပြပါစေတော့ဆုတောင်းအနံ့ကြပါစို့။မြတ်တော်ရှင်ဖရား ယာကုပ်ကသူ့သားယောသတ်ကိုသေပြီးလို့ထင်မှတ်ထားတာပါသူ့သားကြီးတွေကနေပြီးတော့ယောသတ်ကို ပေးထားတဲ့အစင်အောင်ထူကြတဲ့အင်ကြီးတွေးနှစ်ပြီးတော့တတော်ရဲ့တွေးနှစ်ပြီးဖခင်ပြတဲ့ခါမှာအကယ်စစ်စစ်ငါသားယောသတ်ကကလာရဲ့အပိုင်ပိုင်ကပ်ဖြတ်ပြီးလို့သူထင်မှတ်ထားပါတယ်ယောသတ်မရှိရှီမောင်မရှိလို့ပြောတဲ့ခါမှာရှီမောင်လည်းတည်သွားပြီလို့ထင်တာပါယောသတ်လည်းတည်ပြီလို့ထင်တာပါဒါပေမဲ့ခုယောသတ်ကိုမြင်ရတဲ့ခါ ယာကုပ်တွေအင်ပထမဝမ်းသာစရာပါယောသအသက်ရှင်သေးတယ်လို့ဖော်ပြခြင်းနဲ့တူသူထင်မှတ်ထားတာထက်တည်တဲ့လူကအသက်ရှင်သွားမှာကအဲ့ဒီပြီးတော့အစိုးရနဲ့ဒုတိယဘုရင်ဖြစ်တယ်လို့သိရတဲ့အခါသူ့တပည့်အင်ပထမကြီးမာတဲ့ဝမ်းမြောက်ခြင်းကိုခံစားရပါတယ်ဒီသားတို့လည်းရရှင်ဒီသားတို့တတတီမှာပြုပြင်သောတကုတော်တိုင်းသားတို့တောင်းပန်ချက်စင်းများတဲ့အလုံးထူးခြားစွာပြုခြင်းကတတ်နိုင်တဲ့ဖျားလို့ပြောတဲ့အခါမှာ တားတို့တောင်းတာတည်းပို့ပြီးတယ်တားတို့စဉ်းစားတာတည်းပို့ပြီးတယ်တားတို့တွေးတောနေတာတည်းပို့ပြီးတယ်ဆိုတာသိမှတ်ခြင်းနဲ့တော်လာဆရာကြောင့်ဖြစ်စေဖို့နှုတ်ကပ်တရားစကားဖြင့်အတ္တသာတိပွားအလင်းပြခြင်းပဲ့ပြင်ခြင်းသွန်သိခြင်းမြောက်ပြုပြီးပို့ဆောင်ကောင်းကြီးပေးပါမိကြောင်းဒေခြင်းမှာရှင်ပြန်ထမြောက်အသက်ရှင်တော်မူသောအရှင်ယေရှုဖရာနာဘရပြေကိုမြှပြုပြီးကျေးဇူးတော်ပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအပ်နှံကြပါရဖဖရာသခင်အာမင်ဒီနေ့ဝေဟာချက်ကိုပပ္ပိမှာ share လုပ်ပြီးတော့အမှုတော်မြတ်မှာဆက်လက်ပါဝင်ပေးပါအောင်လို့ အာကျွန်တော်တောင်းဆိုပြပါစီနောက်ပြီးတော့ဒီကျွန်တော်မြန်မာနိုင်ငံအတွက်ပေါ့လေကျွန်တော်ညီကောင်မတွေအတွက် Facebook page တွေကြည့်တာခက်ခဲလိမ့်မယ် VPN တွေပဲခံရတာပေါ့လေအဲ့ဒါကြောင့်ကျွန်တော် YouTube channel ရှိပါတယ်လို့ကျွန်တော်အမြဲတမ်းပြောနေကြပါဟုတ်ဒီမှာထုတ်လွှင့်တဲ့အတိုင်းပေါ့နော်ခွန်နိုင်ထုတ်လွှင့်ဟိုမှာလည်းခွန်နိုင်ပါ My Blessed Morning ကိုပြောတာပါ Sunday Sermon 17:00ဆိုမှလည်း17:00နိုင်ပါမိဘများတမန်တော်ရ1ရက်17ရက်23ရက်ဆိုလဲ Monday 17:00ဆိုမှလည်း YouTube မှာလည်းဆက်နိုင်မှာလို့ပါတယ်လို့ဝယ်ထုတ်လွှင့်လည်းရှိပါတယ်လို့တော့ကျွန်တော် YouTube channel ကိုလည်းအာ like and subscribe လုပ်ရတဲ့လုပ်လေးကြပါအောင်လို့တောင်းဆိုလိုပါတယ်ရောက်တဲ့မှာဘုရားခင်ကြီးကြည်မာတဲ့ကောင်းချီးမင်္ဂလာများနဲ့တော်လောင်ပြီးလမ်းပြတော်မူပါစေတော့အာမင်